ဒီအမျိုးသမီးလောက်တဲ့ဖတ်ထုတ်တဲ့နောက်ကွယ်မှာကြောင်းစရာဖြစ်ရဆိုလို့ရှိနေတယ်။ဇလန်းဆောင်မှာတော့တရုတ်နယ်စပ်မှာမင်းကလေးငယ်လေးမေဟာရောင်သွေးဆောင်တဲ့နေ့လယ်စာဘိုးတစ်ခုကိုကိုင်းပြီးလုံချုံရေးစစ်စေးကိတ်ကိုဖျက်ဆီးသွားပါရင်အဲဒီတော့ဟောင်ကောင်ကအတွင်းကိုရောက်တဲ့အခါဘိုးရဲကအစားအသောက်တွေကိုတေချာထုတ်ပါရင်အများစုကိုလွတ်ပြေးလိုက်ပေမဲ့လိမ္မော်ရောင်အနှစ်လောက်ဖြစ်နေတဲ့ရာတစ်ခုကိုတော့တင်ထားပါရင်ဒါကိုပကံလုံးနဲ့ရေနဲ့ဆေးကြောပြီးတရိတ်ဆန်တကောင်လိုအစိမ့်လိုက်စားပါရင်နောက်နေ့မနက်မှာတော့ TV မင်းသမီးဟောင်း2ဖြစ်တဲ့ Mrs. D ဟာရက်ွက်ထဲရောက်လာပြီးမေရဲ့အိမ်ကိုရှာဖွေနေခဲ့ပါတယ် ရန်ကျင်းလေးထဲမှာရှောက်သွားပြီးနောက်နောက်ဆုံးမှအင်းကိုရှာတွေ့ပြီးအထဲဝင်ဝင်ရပါတယ်ထိုင်ကြတဲ့ကောင်မိကသူ့ရဲ့တဲကိုသူ့အသက်ဘယ်လောက်ရှိပြီလဲလို့မှတ်ခိုင်းလိုက်ပါတယ်။မက်ဆေ့ဒီကသူ့ကိုခဏကြည့်ပြီးအသက်30ဝန်းကျင်လို့မှတ်လိုက်ပါတယ်။ဒါပေမဲ့မိကရည်ပြီးသူ့မန်းတာထက်အများကြီးပိုအသက်ကြီးကြောင်းအဲ့လိုအသက်ကြီးလို့လို့ပေါဝင်ချင်းကလူတွေတောင်သူ့ကိုအန်တီလို့ခေါ်ကြကြောင်းပြန်ပြောလာခဲ့ပါတယ်။ဒါပြီးတော့မက်ဆေ့ဒီကရောက်လာတဲ့အကြောင်းရင်းကိုနောက်ဆုံးသိရပါတယ်။တကယ်တော့မက်ဆေ့ဒီကတချိန်ကနာမည်ကျော်မင်းသမီး2အနေနဲ့သူ့ရဲ့အလှဟာကြီးမားဆုံးအသံချက်ဖြစ်ပြီးသူ့ခင်မောကလည်းသူ့ကိုအရန်ချစ်မြတ်နိုးခဲ့တာပါ။ ပေမဲ့အခုတော့အသက်အရွယ်ကရလာပြီဖြစ်လို့သူ့အလှတဲ့ခင်မွေးရဲ့ချစ်ချင်းမေတ္တာနှစ်ခုလုံးကိုဆုံးရှုံးရမှာကြောက်ရွံ့နေကြတာဖြစ်ပါရင် ။ဒါပေမဲ့စစ်လီဟာသူရင်နေတဲ့လူတွေစီကနေမေရဲ့ဖက်ထုတ်တွေဟာတခြားဘဲအလကုံပစ္စည်းတွေထက်မဆိုပေါ်ပြီးနုပြိုစေတယ်လို့ကြားသိထားခဲ့ပါတယ်။ဒါကြောင့်သူရဲ့ချမ်းသာတဲ့ခင်ဗျမစ္စတာလီကိုသူနာမှာဆက်ရှိနေစေဖို့မျှော်လင့်ချက်နဲ့ဒီနုပြိုစေတဲ့ဖက်ထုတ်တွေကိုစားကြည့်ခြင်းမို့ရခဲ့တာဖြစ်ပါတယ်။အဲ့တော့မကြာခင်ပါပဲမေကသူ့ရဲ့မိဖို့ကြောင့်လေးကိုဝင်ပြီးဖတ်ထုတ်တွေကိုပြင်ဆင်ခဲ့ပါတယ်။သူ့ရဲ့လှုပ်ဝဲပါဝင်ပစ္စည်းဟာအပေါ်ယံအသွင်ပြင်ကိုကောင်းစေရုံနဲ့မကပဲအိုမင်းကြီးရောမှုကိုရက်တန့်ကွယ်ပြောင်းစေတယ်လို့ရှင်းပြပါတယ်။ပြီးတော့မေကသူ့ရဲ့ကျွမ်းကျင်မှုအားလုံးကိုအသုံးပြုပြီး ဖတ်ထုတ်တွေကိုအထူးပြုစာလုပ်ပါရင်ဖတ်ထုတ်တွေအစင်းသိဖြစ်တော့သူ့ရဲ့တဲ့ message တွေကိုကျွေးပြီးပူရုံးစားဖို့တိုက်တွန်းလိုက်ပါရင်ဒါပေမဲ့ message တွေကပထမဆုံးတခိုက်ခတ်လိုက်တာတွေခဏတာတိတ်ဆိတ်သွားပါရင်ဘာဖြစ်လဲဆိုတော့ဖတ်ထုတ်ရတာမကောင်းတာကြောင့်မဖတ်ထုတ်တလုံးစုံကျမ်းမြင်ပေါ်ပြုတ်ကျသွားပါသေးတယ်ဒါပေမဲ့မိကတည်တည်ငြိမ်ငြိမ်ပြန်ကောင်းပြီးသူ့ရဲ့တဲ့ကိုအားပေးစကားပြောကရလက်ကိုပဲအာယုံစိုက်ဖို့တိုက်တွန်းပါရင်သူ့ဖတ်ထုတ်တွေကတခြားဘယ်လိုဈေးကြီးတဲ့အလားကုန်ပစ္စည်းမှမပေးနိုင်တဲ့နှုပြမှုကိုပေးတယ်လို့သူပြောပြီးဆက်စားခိုင်းပါရင်သူစကားကြောင့်ပဲအားတက်သွားတဲ့မင်းစစ်တွေကမျက်လုံးမှိတ်ပြီးဖတ်ထုတ်တွေကိုစားပါရင် ။တပတ်မှာမစ္စတာလီကတော့ရေကူးကန်နဲ့ရေကူးရင်အနီးနားကကောင်မလေးတွေနဲ့စားနောက်မျိုးဆက်နေတာတွေ့ရပါတယ်။ရေကူးပြီးတော့ရေကန်ဘေးနားထိုင်ပြီးကောင်မလေးတစ်ယောက်စီကနေခဲ့ပါတယ်။သူကအဲ့ကောင်မလေးကိုစားတင်ခိုင်းတွေ့ပြီးတိုင်းစကားတွေပြောလာတာကြောင့်သူ့ရဲ့အပြုမှုတွေဟာတိုင်းလောကဆန်လာပါတယ်။နောက်ပြီးသူကကြောက်တလုံးကိုခွဲပြီးအထက်ကထူးဆန်းတဲ့အကူကူကိုစားနေပါသေးတယ်။မစ္စလီကဒီရဖြည့်ဖြည့်တွေအကောင်လုံးကိုသူ့ဘရင်ဘောက်ကနေကြည့်နေခဲ့ပါတယ်။သူခင်မုံရဲ့လုံရဲ့တေမှာသူမဟာအိုသွားလို့မလှတော့လို့ဖြစ်လာတာဆိုတာကိုသူမကောင်းကောင်းသိနေခဲ့ပါတယ်။ ဒါမှမဟုတ်တော့မင်းအားဆေးရုံတစ်ခုကိုသွားပြီးဆရာဝန်တူးနဲ့တွေ့ဆုံခဲ့ပါတယ်။ဆရာဝန်ကသူ့ကိုဘူတဘူပေးပေးမယ်။အရင်လိုပေါဝင်ပစိဆက်မပေးနိုင်တော့ကြောင်းပြောလာပါတယ်။ဒါကိုမင်းနည်းနည်းစိတ်ပြတ်သွားပြီးမယ်။ဘာမှမပြောဘဲတိတိလေးထွက်သွားပါတယ်။နောက်နေမင်းစီလေးဖိုက်တော့နေထပ်စားဖို့မင်းစီရောက်လာပါတယ်။ သူတို့စကားပြောနေတော့ဒီဖိုက်ထုတ်ပါဝင်ပစ္စည်းလိုအပ်ချက်ကဘာလဲလို့မစ်စင်လီကမေးလိုက်ပါတယ်။မေကပုံမှန်အတိုင်းပဲသူဟာတရေသားကိုအသုံးပြုကြောင်းရှင်းပြပါတယ်။မစ်စင်လီကဒါကိုနောက်တင်လို့ပဲထင်ပြီးဖမ်းမေးတော့ပါဘူး။ခဏကြာဖိုက်ထုတ်တွေပြင်ဆင်ပြီးမစ်စင်လီရတာခံစားပါတယ်။အဲနောက်ဇဝင်ကန်းဟာရုတ်တရက်ပြောလဲပြီးမစ္စတာလီဟိုတယ်တစ်ခုမှာစကီလေးတစ်ပွေနဲ့ဒဂူဂူကူနေတာကိုတွေ့ရမှာဖြစ်ပါတယ်။သူရန်ဆော့ပြီးပြောရှင်းနေတော့ဇနီးဖြစ်သူမစ်စင်လီစီကဖုန်းဝင်လာပါတယ်။ မချင်းတဲ့ခင်မုံကလေမီအရေးကြီးအစည်းအဝေးတစ်ခုနဲ့အလုံးရှုံနေကြအောင်ပြောလိုက်ပါတယ်။နောက်ပိုင်း NPA ရောက်တဲ့အခါမစ်စရီကထပ်ပြီးသူ့ခင်မုံအာယုံဆန့်အောင်လုပ်ဖို့ကြိုးစားပါတယ်။သူတို့ရဲ့15နှစ်မြောက်နှစ်ပတ်လည်နေ့မှာအချိန်တူတူကုံဆုံးရအောင်လို့ပြောလာပါတယ်။ဒါပေမဲ့သူ့ခင်မုံမှာတခြားအစီအစဉ်တွေရှိပုံရပြီးအရေးကြီးတဲ့ခီးထပ်သွားရအောင်မယ်လို့ပြောပါတယ်။မစ္စစ်လီကလည်းဒီအရင်ကြီးကိစ္စတွေဟာဘာလဲဆိုတာမသိတာမဟုတ်ပါဘူး။ဒါပေမဲ့ခင်မွန်ဖြစ်သူကငွေများကြီးပါတဲ့ချက်နှက်မဲ့ပေးပြီးပျော်ပျော်နေခဲ့ဖို့ပြောလိုက်တာကြောင့်ဘာမှမတက်နိုင်ဖြစ်သွားခဲ့ပါရဲ့။ဒီတိုင်းဆက်သွားနေမယ်ဆိုရင်သူကသူ့ခင်မွန်ကိုဆုံးရှုံးရပါတော့မယ်။ ပေါ်ပြီးစိတ်သက်ကြရတဲ့မိတ်ဆက်တွေအားမိတ်ဆီခဏခဏသွားပါတော့ရင်အစကထူးဆန်းနေတဲ့ဖတ်ထုတ်တွေကိုအခုတော့ပုံမှန်အတိုင်းစားနေပါပြီဒီဖတ်ထုတ်တွေရလာပိုကောင်းအောင်ဘလို့လုံးတင်လဲဆိုရဲဟင်းချန်နေအကြံဉာဏ်နေတော့ပေးလာပါတယ်ရက်တော်ကြပြင်းတော့မိဟာမိတ်ဆက်လီမှာအပြောင်းလဲတွေများကြီးရှိလာတာကိုသတိထားပေးပါတယ်မိတ်ဆက်လီရဲ့အသားအရာနုပြိုပြီးတင်းလာကမျိုးလုံးဖေးကအေးချောင်းတွေကလည်းပျောက်ကွယ်စွာပြိုနေပါပြီဒါပေမဲ့မိတ်ဆက်လီကတော့အချိန်ရမ်းမဆောင်နိုင်ဖြစ်နေပြီးအချိန်ပိုကြာသွားရင်သူခင်မုံကိုဆုံးရှုံးရနိုင်မယ်လို့ကြောင်နေပါတယ် အချိန်တို့တွင်တည်တာရဲပြောင်းလဲမှုတွေရဖို့တမှုထူးခြားတဲ့နေလန်တစ်ခုခုလှုပ်ပေးဖို့အမေကိုတောင်းပန်ငိုယူပါတယ်။မိကားဖတ်ထုတ်တွေဆက်စားထားဖို့ပြောပေးမယ်။တခြားနေလန်တစ်ခုရှာပေးမယ်လို့လည်းကတိပေးလိုက်ပါတယ်။ခဏကြာတော့မစ်စစ်လီအခန်းကနေထွက်သွားပြီးနောက်လူလက်ပိုင်းအမျိုးသမီးတူသူ့သမီးငယ်လေးကိတ်နဲ့အတူရောက်လာပါတယ်။အဲ့ဒီအမျိုးသမီးကအမေဟာတရုတ်ပြည်မှာအကောင်းဆုံးတားဖွားမေးရဲ့ဆရာဝန်တအူးဖြစ်ဖူးတယ်ကြားပြီး တသမီးလေးကိတ်ကိုကုညီပေးဖို့လာပြီးကုညီတောင်းလာပဲဖြစ်ပါတယ်။အဲ့မှာသိလိုက်ရတာကကလေးမလေးကိတ်ဟာကိုဝင်ငါးလားရှိနေပြီသူ့အမေကတော့ဆင်းအောင်မှာကုသဖို့ပတ်စံမတက်နိုင်နိုင်ပို့ဆိုတာကကိတ်ဟာသူ့အဖေကိုရိုင်းနဲ့ကိုဝင်ရားခဲ့တာကြောင့်သူ့အမေကဒီကလေးကိုဖျက်ချဖို့အသေးတန်ဖြစ်နေတာရဲ့ကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့မေကကိတ်ကရမ်းငယ်လို့မီးဒရေသားကလည်းငါးလားရှိနေပြီမို့မလုံပေးနိုင်ဘူးလို့ညင်းပါတယ်။အရင်စားဒီလိုလုံထုံးလုံနေနေလုံတဲ့တရားဝင်စည်းကမ်းတစ်ခုကိုလမ်းညွှန်ပေးလိုက်ပါတယ်။ မေယာအိတ်ဆေးုံနဲ့ဆက်ဆက်မှုတော့ရှိပါတယ်ဒါပေမဲ့သားဖွားဆရာဝန်ပညာရှင်တူအနေနဲ့မဟုတ်ပါဘူးသူကအိတ်ဆေးကန်းကနေဖျက်ချတဲ့တရေသားတွေကိုယူပြီးသူတို့ရဲ့အသားတွေကိုသူ့ဖတ်ထုတ်တဲ့ထည့်သွင်းအသုံးပြုလို့အိတ်ဆေးုံနဲ့အဆက်အသွယ်ရှိရပါဒါကသူရဲ့နှုတ်အပ်ပါဝင်ပစ္စည်းဖြစ်ပြီးသူရဲ့ထာဝရနုပြုံမှုနောက်ွယ်ကမှောင်စွမ်းပါမယ်ဒီအချိန်တစ်ပတ်မှာတော့မစ်စစ်လီယာသူ့ခင်မောအေဂျီခိစင်သွားနေတဲ့ဟိုတယ်ကိုလိုက်ရှာပြီးတွေ့သွားပါတယ်အဲ့နောက်မှာတော့ခင်မောဟာ အနှိမ့်သမားလေးတူနဲ့ဖောက်ပြန်နေတာကိုချက်ချင်းသဘောပေါက်လိုက်ပါတယ်ဒီငယ်ရတဲ့အနှိမ့်တဲ့ကောင်းပါလေးဟာသူ့အခန်းကိုညာတိုင်းလာပြီးတကားမှာအနောက်ရှက်မပေးရဆိုတဲ့စိုင်းမုတ်ကိုချိန်ထားတာကိုတွေ့ခဲ့ရပါတယ်ခင်မွေးရင်တစ္ဆာဖောက်မှုကြောင့်ရင်ကွဲနာကြနေတဲ့မစ်စစ်လီဟာမိကိုသူ့အိမ်ကိုခေါ်သွားပြီးသူတို့နှစ်ယောက်စိတ်ထဲရှိရာဖွင့်ဟပြောဆိုကြပါတယ်သူရဲ့အိမ်တော်ရဲ့အကြောင်းကိုပြောကြပြီးမစ်စစ်လီဟာနောက်ဆုံးမှာတော့အမှန်တရားတစ်ခုကိုဖွင့်ချလိုက်ပါတယ် အဲ့ဒါကတော့သူမိသားစုဘဝတီထောင်ခြင်းပေမဲ့ဘာကြောင့်ဝမ်းမသိကိုယ်ဝင်မရနိုင်ဖြစ်နေတာရဲ့ခင်မုန်းကတုတ်ချက်ငယ်ပြီးလှတဲ့တခြားတယောက်နဲ့ဖောက်ပြန်နေတာရဲ့ကိုပြောပြလိုက်ပါရင်ပြီးတော့မိကိုညာရင်းချင်းသူ့ရဲ့နုပြုံမှုကိုပြန်ရစေမယ်နိလန်ကုကုရှာပေးဖို့ထပ်ပြီးတောင်းမှန်ငိုယူပါရင်ဒီအချိန်မှာတစ်ဖက်မှာလည်းကိရဲ့အချင်းတွေကတည့်ရက်ထက်တည့်ရက်ပို့ဆိုးလာပါရင်တိတိတလာဘိုက်ကလည်းပူလာနေတာကြောင့်သူ့မိကလည်းနေတိုင်းမေးစီလာပြီးကုညီဖို့တောင်းမှန်နေခဲ့ပါရင်အဲ့ဒါကြောင့်နောက်ဆုံးမှာမိဟာဒီအနေရှိရဲ့ဒီလုံထုံးလုံးကြီးကိုသူ့ကိုယ်ပိုင်တိုက်ခတ်မှာပဲလုပ်ပါရင်ခွဲစင်နေတော့မေးစင်းလုံးဝမတုံးမဲ့တရေသားကိုအောင်မြင်စွာထုတ်ယူလိုက်ပါရင်ဒါကြောင့်ကိဟာ ရုပ်ပိုင်းဆိုင်ရာကြီးကျယ်ထိခိုက်နာခြင်းပဲမေကတော့ဓာတ်ရုပ်ပစ္စည်းတွေလုံးဝမထိတွေ့ရသေးတဲ့တန်ရှင်းတဲ့တရေသားတကူသူ့လက်ထဲရောက်လာခဲ့ပြီးဖြစ်ပါရင်အရင်ကဖတ်တုတ်ဒီမှာသုံးခဲ့ရှားတရေသားတွေကအများဆုံးတစ်လပဲရှိပါတယ်ဒီ၅လအရွယ်မထိတွေ့ရသေးတဲ့တရေသားကတော့သူ့ဖတ်တုတ်တွေရဲ့အစွမ်းကိုအစာပေါင်းများစွာတိုးပွားစေမယ်ပါဝင်ပစ္စည်းဖြစ်လိမ့်မယ်လို့သူမျှော်လင့်ထားပါတယ်နောက်နေ့မှာမင်းစင်လီကမေးစီလာပါတယ် မိကားသူကိုနိုင်ပိုင်းအတွင်းအများကြီးနှုတ်ပြစေမဲ့ဖတ်ထုတ်တွေပေးမယ်လို့ခရီးပေးလိုက်ပါတယ်။အဲဒါမေမျိုးဝကြောင့်လည်းဝင်ပြီးငါးလာသားရဲ့တရေသားကိုထုတ်ကအသားတွေကျေဖို့လုံးနေတော့မင်းစီလီကချောင်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မိကားတရေသားအသုံးပြုတယ်ဆိုတာနောက်တမှမဟုတ်မှန်းသိလိုက်တဲ့အခါသနားဆရာကောင်းတဲ့မင်းစီလီကစောက်လန်ပြီးချက်ချင်းအခန်းထဲကနေထွက်ပေးပါတယ်။ဒါပေမဲ့လမ်းပေါ်ရောက်လာတဲ့နောက်ဆက်တွဲပြဿနာတွေအကြောင်းစဉ်းစားပါတော့တယ်။သူလာတဲ့နှုတ်ပြမှုဟာသူ့ရဲ့အိမ်တော်အေးကိုဆက်ထင်းထားနိုင်တဲ့တစ်ခုတည်းသောအရာဖြစ်ပြီးသူ့ခင်ပေါ်နဲ့ကျေဝါးတဲ့ဘဝကိုမဆုံးရှုံးဖို့ဒီတနည်းသာရှိတယ်။ မတက်နိုင်ဘူးလို့ပြန်တွေးမိသွားပါတယ်ဒါကြောင့်သူတိုက်ခန်းကိုပြန်လာပြီးမေဖတ်ထုတ်တွေပြင်ဆင်တာကိုကြည့်နေပြီးနောက်ပိုင်းရတာကန်စားပါရင်နိုင်နေတဲ့ကြာရင်တော့မင်းစင်းလီ ဒုခန္ဓာကောဘာပြောင်းလဲရေးစတင်မြင်တွေ့လာပါရင်ပိုပြီးတက်ကြွလာသလိုလမ်းလျှောက်တာပါပေါ်ပါတွက်လက်လာပါရင်အိမ်ပြန်ရောက်တဲ့အခါမစ္စတာလီကသူ့လောက်ကိုချီးကျူးလာကြောင်းအချင်းလေးလေးပိုကောင်းလာပါရင်အချင်းတော်ဇာပြည့်နောက်အိမ်ညမှာသူ့လင်မယားနေအောင်လက်ခုပ်တီးပြီးခဲကြပါရင်ဒီအချင်းတစ်ပတ်မှာတော့ခလေးမလေးကိန်းတဲ့သူ့မယားဘတ်စကားပေါ်မှာအိမ်ပြန်ခီးသွားနေကြပါရင်ကိန်းဟာသူ့ဘော်လုံးခဲ့တဲ့အန်နေများရဲ့ကိုဝင်ဖျက်ချမှုတွေကြောင့်သွေးတွေကြီးကျယ်ဆုံးရှုံးနေပါရင်သွေးများကြီးထွက်လို့ခဏနေတော့သတိလစ်ပြီးလမ်းပေါ်လဲကြပါရင်ကံမကောင်းစွာနဲ့ပဲသူ့မယားရဲ့လက်ထဲမှာကွဲလွန်သွားလို့အမေဖြစ်သူကအရန်စိတ်ထိတ်ခိုက်ဝမ်းနေနေပါရင် ဒီအချိန်မှာတော့မင်းစင်နေကတော့သူရရှိထားတဲ့အလှပကိုပြားသားဖို့တငယ်ချင်းတွေအတွက်ပါတီဝဲတစ်ခုလုပ်ပါတယ်သူရဲ့နုပြိုတဲ့အသွင်ပြေကိုမြင်ပြီးလူတိုင်းကအော်ချီးကျူးကြတာကြောင့်သူလိုချင်တဲ့နုသွားတာကိုတေချာပေါက်ချင်းချင်းတိလိုက်ပါတယ်ဒါပေမဲ့သူတငယ်ချင်းတွေကသူစီကနေငားလိုနဲ့အနံဆိုးရကြောင်ပြောလာတဲ့အခါချင်းတွေကဆိုးရလာပါတယ်မင်းစင်ကအယမ်းရှက်ပြီးရေချိုးကန်းနဲ့အမြန်ပြေးဝင်ကတကားပိတ်နေပါတယ်မင်းကိုဖုန်းခေါ်ပြီးနောက်ဆုံးဖတ်ထုတ်တယ်ဘလို့တရေသားထည့်ထားလဲလို့ဒေါသနဲ့ကြည့်မိလိုက်ပါတယ်မင်းကိုဒီပြဿနာကိုအမြန်မဖြေရှင်းပြရင်ရဲဘော်အကြောင်းကြားမယ်လို့ချင်းချောက်ခဲ့ပါတယ်သူမှမသိလိုက်တာက မစ္စတာလီယာဒါရီအားလုံးကြားသွားခဲ့ဆိုတာပါပဲအဲ့နောက်မင်းပြန်ပြောတာကသူကတားဖာခြင်းမတော်တရားဆက်ဆံရတာနဲ့ရတဲ့တရေသားကိုအသုံးပြုခဲ့ကြောင်းဒါပေမဲ့ဒီဘေးထွက်အစိုးကျတွေမကြခင်ပြောက်ကွယ်လိမ့်မယ်လို့အာမခံခဲ့ပါတယ်။မစ္စတာလီကတော့ဒေါ်လာထွက်နေတော့မှပဲဒါပေမဲ့စောင့်နေရောပါတပါတခြားရင်းစရာမရှိလို့သူ့ရဲ့အရင်ကတီဗီဇလန်းတွဲဟောင်းကိုပြင်ကြည့်နေပါတယ်။ ညောင်တော့မစ္စတာလီယာမေးစီလာပြီးသူရဲ့တရားမဝင်လုပ်ငန်းအကြောင်းလေးမေးမြန်းပါရယ်မိကဒါဖတ်ထုတ်ဆိုင်လေးပါလို့ပြောပြီးအထက်မှာတတ်တော့တတ်တာနေဖို့ပြောပါရယ်ပြီးတော့ဖတ်ထုတ်လေးပြင်ဆင်ရင်မစ္စတာလီကိုလူသားချင်းစားသုံးချင်းကောင်းကျိုးလေးနဲ့အရင်ကဒါကိုဘယ်လိုတတ်မှတ်ခဲ့ကြလဲဆိုတာတွေကိုရှင်းပြပါရယ်အငတ်ဘေးကာလာတွေတော့ကဆွေမျိုးသားချင်းအသားစားပြီးရှင်သန်ခဲ့ကြကြောင်း လူသားအသားကိုယောဂမျိုးမျိုးကုသဖို့အသုံးပြုခဲ့ကြကြောင်းနဲ့စစ်သားတွေတော်အောင်ပွဲခရတဲ့ကရန်သူရဲ့အသွေးသားတွေကျင်းမာခဲ့ကြကြောင်းတွေကိုပြောပြနေခဲ့ပါတယ်။အဲဒီနောက်မေယာဖတ်ထုတ်ချက်ပြီးတဲ့ကောင်မစ္စတာလီကိုကြွေးပါတယ်။မစ္စတာလီကမမမတွန်းဆုပ်ပဲစားပါရင်ပြီးတော့မိကိုစိတ်ဝင်စားနေပုံရပါတယ်။မိကဒါကိုတတိထားမိပြီးလုပ်ငန်းရှင်ကြီးကိုမြှုပ်ဆဲပါတယ်။အဲဒီနောက်သူကအမှန်တော့အသက်60ရှိပြီဖြစ်ကြောင်းနဲ့သူဖတ်ထုတ်တွေကြောင်းနုပြနေတာဖြစ်ကြောင်းကိုဖွင့်အပ်ပြောပါတယ်။မစ္စတာလီကဖတ်ထုတ်စားပြီးမကြခင်မှာမိကိုဆွဲယူပြီးသူတို့လက်ခုပ်တီးရပါတယ်။သူရဲ့အချိန်ကမစ္စလီစီကဖုန်းဝင်လာတာကြောင့်ခဏတာပြတ်တောက်သွားပါတယ်။မစ္စလီကဖတ်ထုတ်တွေထပ် ို့အချင်းကြောင့်တဲတန်တောင်းဆိုပေမဲ့မိကဒီတောင်းဆိုမှုတွေကိုလေ့လုံရှိပြီးသူ့ရဲ့လက်ခုပ်တီးဖော်ကြီးနဲ့ဆက်ပြီးလက်ခုပ်တီးပါရင်နောက်နေ့မစ်စင်လီဆေးရုံတစ်ခုတည်းကိုသွားပြီးသူ့ရဲ့အနံဆိုးထွက်တဲ့ပြဿနာအကြောင်းကိုရှင်းပြပါရင်ဒါပေမဲ့ဆရာဝန်ကအိမ်ထဲမှာပဲနေပြီးအဟာရပြေးသွားတဲ့အစားအစာတွေစားဖို့အကြံပေးလိုက်ပါရင်အဲနောက်မစ်စင်လီအိမ်ပြန်မယ်လို့သူ့ခင်ပြောတယ်တကူကူခံတဲ့အနှစ်သမားကိုတွေ့လိုက်ပါရင်မစ်စင်လီကကောင်မလေးရဲ့နောက်ကိုလိုက်သွားပြီးနောက်မှာတော့ကောင်မလေးသူ့ခင်ပေါ်နဲ့ရတဲ့ကိုဝင်ရှိနေမှန်းသိလိုက်ရပါရင် ဲ့နောက်ကတော့သူ့အိမ်တော်ရဲ့အနာဂတ်အတွက်ကြောင်းရုံပြီးမစ်စစ်လီဟာလမ်းမတွေပေါ်မှာမထိန်နိုင်ပဲရှိုင်ကြီးတငင်ကိုရိုးရင်းရှောက်သွားနေပါရင်ခဏကြာမှတော့သူစပင်ညဆိုင်တစ်ခုထဲမှာမိကိုတွေ့ရပြီးဖတ်ထုတ်ထည်ပေးဖို့တောင်းပန်ငိုယူပါရင်ပတ်စံကပြဿနာမရှိကြောင်းပြောပြီးချက်လက်မဲ့အကြီးကြီးတွေပေးပါရင်ဒါပေမဲ့မိကသူ့ကိုလင်းလျူရှိပြီးဖတ်ထုတ်ထည်မရှိတော့ဘူးလို့ ADA ဆပြောလိုက်ပါရင်မစ်စစ်လီဟာအမေရုပ်တရက်အပြုမှုပြောင်းလဲသွားတာကြောင့်ဆိုင်ထဲကနေဒေါသတကြီးထွက်သွားပါရင်သူထွက်သွားပြီးခဏကြာမှပဲမစ္စတာလီကမိကိုဖုန်းခေါ်ပြီးတီးတန်းတွေ့ကျင်တယ်လို့ပြောပါရင်ဒီအချိန် ရဲရရှိနှုတ်ကိရတိုက်ခန်းစီအမြန်သွားနေတာကိုတွေ့ရပါတယ်သူတို့ကအမေဖြစ်သူဓာတ်ကင်ထားပြီးဓာတ်မှသွေးတွေပြင်နေတာကိုတွေ့ရပါတယ်တကယ်တော့အမျိုးသမီးဟာသူသမီးကိုလှုပ်ခဲတဲ့အတွက် တုတ်ခင်မုံကိုဓာတ်နဲ့ရွှိုက်ပြလိုက်တာပဲဖြစ်ပါတယ်ဒီကြောင်းမဲ့ဝဲသတင်းဟာမင်းစီမကြာခင်ရောက်သွားပြီးမင်းချက်ချင်းသူ့အစီအလေးအလုံးကိုယူပြီးတိုက်ခန်းကနေထွက်ပြေးပါရင်အဲ့တော့မင်းစီနေကမင်းရဲ့တိုက်ခန်းကိုသွားကြည့်တဲ့အခါရဲတွေကစီးနှင်းရှာဖွေနေတာကိုတွေ့ရပါတယ်ဒါတွေပြီးတော့မင်းစီနေစေးယုံကိုပြန်သွားပြီးအနှစ်တဲ့ကောင်မလေးကိုရှာတွေ့ခဲ့ပါတယ်အနှစ်တဲ့ကောင်မလေးကသူ၅လကိုရင်ရှိနေကြောင်းနဲ့မစ္စတာလီကကျမ်းမာတဲ့ကလေးမွေးပေးရင်ပတ်စံတွေအများကြီးပေးမယ်လို့ကတိပေးထားကြောင်းပြောပါတယ်မင်းစီလီကဒီသတင်းကိုကြားပြီးထူးဆန်းစွာပဲဖျော်ရွှင်သွားပြီးအဲ့ကလေးကိုဖျက်ချခြင်းကြောင်းပြောလိုက်ပါတယ် အပြန်အလှန်အနေနဲ့သူ့ယောက်ျားကလေးပေးထားတဲ့ပတ်စံနဲ့နှစ်ဆပို့ပေးမယ်လို့ကြေညာလိုက်ပါတယ်။အနိုင်တဲ့ကောင်မလေးကသဘောတူလိုက်တာကြောင့်မစ်စစ်လီကဆရာဝန်ကိုကိုဝင်ဖျက်ချတော့ဘာဆေးမှမတုံးဖို့မှာနေတာကိုတွေ့ရပါတယ်။ဒါသူကိုယ်တိုင်ဖတ်ထုတ်နေပြုလုပ်ပြီးသူ့ရဲ့အလှပကိုထိန်းသိမ်းဖို့ကြိုးစားနေတာထင်ရှားပါတယ်။စကားဆုံးတဲ့အနေနဲ့မေဟာသူ့မစ်စစ်လီနဲ့လမ်းတွေပေါ်တရေသားရှောင်းနေတော့မစ်စစ်လီကတော့သူ့ကိုယ်ပိုင်ဖတ်ထုတ်တွေကိုပြင်ဆင်ဖို့တရေသားကိုလှိဖျက်နေတာကိုပြသပြီးဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ ေဇာလန်းလေးကနေဘာကိုသိလိုက်ရလဲဆိုတော့အလားအပါတဲ့နုပြုံမှုကိုအစွမ်းရောက်လုံလားတောင်းတတဲ့စိတ်ဟာလူတွေအကိုချင်းတရားနဲ့စာနာစိတ်ကိုဘလောက်ထိဖျက်ဆီးပြီးကြောင်းမက်ဖွယ်ရလုပ်ငန်းတွေစီကိုဥတည်စေနိုင်လဲဆိုတာရင်လူမှုဖီအားတွေဒါမှမဟုတ်ကိုယ်ပိုင်မလုံခြုံစိတ်တွေကြောင့်အဖိုးတန်တဲ့လူအသက်တွေအပေါ်ရဲရဲဆက်ဆက်ဆုံးဖြတ်ချက်ချမိတဲ့အခါဘလို့ဆိုးရတဲ့နောက်ဆက်တွဲတွေဖြစ်ပေါ်လာနိုင်လဲဆိုတာရင်စားတဲ့သင်ကန်းစာတွေကိုဒီဇလန်းကတတိပေးနေတာပဲဖြစ်ပါတယ်